အားလုံးပဲမင်္ဂလာပါ။ဘာကြိုင်မင်းနေကတွေ့ဆရာမထောင်းအောင်မဝေပေါ်တန်ရိုင်းမှဖြစ်ပါတယ်။ခုနှစ်ရက်သားသမီးဘင်္ဂါဘွားတွေအတွက်အတန်နဲ့ပတ်သက်ပြီးတော့တတိထားရမယ့်ဂရုစိုက်ရမယ့်အရာကိုဟောပြောပေးမှဖြစ်ပါတယ်။ခုနှစ်ရက်သားသမီးဘင်္ဂါဘွားတွေစကားပြောတဲ့နေရာမှာလောကြည့်ပြီးတော့မြန်မြန်ပြောခြင်းကိုရှောင်ကျင်ရမှဖြစ်ပါတယ်။တတိထားရမှဖြစ်ပါတယ်။ဒီလိုမဟုတ်ဘူးဆိုတော့အမားများတတ်ပါတယ်။အမားတွေ့တတ်ပါတယ်။ဘင်္ဂါဘွားသားသမီးတွေအခြေအိမ်အောင်ကြီးတွေမှာအစိုးကတွန်တွဲနေတတ်ပါတယ်။ နေဘမူရဲ့ပင်ကသားသမီးတွေအတွေးခေါ်ကောင်းတဲ့သူတွေဖြစ်တယ်။ဒီဇိုထိုးလောက်တတ်တဲ့ပူပင်ကြောက်ကြခြင်းကောင်းမှခြင်းတွေကိုရှောင်ကျင်ရမှာဖြစ်ပါတယ်။ခြေတော်ဦးကောင်းတွေမှာတန်ရန်ရတတ်ပါတယ်။ညဘက်မူရဲ့ပင်ကသားသမီးတွေအတွေးခေါ်ကောင်းတဲ့ကြော်စောထင်ရှားတတ်တဲ့သူတွေဖြစ်တယ်။ကျောင်းဆရာလုပ်ငန်းဆရာဝန်လုပ်ငန်းတွေမှာအကျိုးပေးအောင်မြင်မဲ့သူတွေဖြစ်တယ်။ ၊မင်္ဂဝါသားသမီးတွေနိုင်ငံခြားခင်းလန်းနဲ့ပတ်သက်ပြီးတော့အရန်အားကောင်းတဲ့သူတွေဖြစ်တဲ့နိုင်ငံခြားမှာအခြေချတာမျိုးလုပ်ငန်းလုပ်တာမျိုးတွေဆိုရင် အကျိုးပေးအောင်မြင်ဖြစ်ထောမဲ့သူတွေဖြစ်ပါတယ်။မင်္ဂဝါသားသမီးတွေအတွက်တတိထားမဲ့ဂရုစိုက်ရမဲ့အတန်နဲ့ပတ်သက်ပြီးတော့လောကြီးပြီးတော့မြန်မြန်ပြောခြင်းကိုတတိထားဆင်ခြင်နိုင်မဲ့ဆိုရင်အရာရာမှာအဆင်ပြေအောင်မြင်လာမှာပဲဖြစ်ပါတယ်။2025မှာခုနှစ်သားသမီးမင်္ဂဝါတွေလူဝင်ဆန္ဒတွေတလုံးတဝရတယ်ပြေဆုံးနိုင်ကြပါစေ။ အားလုံးပဲမိပါပါအပေါ်ဆရာနေ့လင်ခါတပည့်ဆရာမထောင်းအောင်မဝေပေါ်တိုင်ရိုက်မှ ဖြစ်ပါတယ်ခொနေသားသမီးမရဏဘွားတွေအတွက်အတန်နဲ့ပတ်သက်ပြီးတော့တတိထားရမယ်ဂိမ်းဆိုင်ရမယ်အရာကိုဟောပြောပေးမှာဖြစ်ပါတယ်ခொနေသားသမီးမရဏဘွားတွေစကားပြောတဲ့နေရာမှာအတန်တိုးတိုးစကားပြောခြင်းကိုရှောင်ကြရမှာဖြစ်ပါတယ်ဒီလိုမဟုတ်ဘူးဆိုတော့ကျမ်းမာရေးညံ့တတ်ပါတယ်သူတို့ဘွားရဲ့အနိုင်ကျင့်ခြင်းတွေကိုခံရတတ်ပါတယ်။မေနဘွားတွေဟာ အချိန်ရင်းမှာ လူမှုရေးစီးပွားရေးတွေကိုအတိအကမထားဘဲနဲ့ချစ်သူနဲ့တူနာကိုတဲဥပြတ်မှာနေရနေရဆိုတဲ့နေရထိုင်ရတဲ့သူဖြစ်ပါတယ်။မန်နာပေါ်နှိမ့်ပတ်မှုတဲ့သူတွေဟာစိတ်သက်ရည်ရမှာခိုင်မာတယ်ခိုင်မြဲတယ်။အေဂျင့်နဲ့အရက်ဒေတာတွေမှာနေထိုင်လိုကြတဲ့သူတွေဖြစ်ပါတယ်။မန်နာပေါ်ညှပ်ပတ်မှုတဲ့သူတွေဟာလေနာယောဂဖြစ်တတ်ပါတယ်။မရဏပေါ်နှိမ့်ပတ်မှုတဲ့သူတွေဟာမိမိရဲ့ပတ်ဝန်းကျင်မှာခေါင်းဆောင်ဖြစ်တတ်ပါတယ်။ ငယ်စဉ်ခါမှာကျမ်းမာရေးခြုံကြပြီးတော့ကြီးတဲ့အခါမှာ အကြီးကဲဖြစ်ခြင်းစီးစဉ်ဥစ္စာကျယ်ဝချမ်းသာခြင်းတွေရရှိပိုင်ဆိုင်စီမှာပဲဖြစ်ပါတယ်။ခொနေရဲ့သားသမီးမရဏဘွားတွေအတွက်အတန်နဲ့ပတ်သက်ပြီးတော့တတိထားမှာကစကားပြောတဲ့နေရာမှာအတန်တိုးတိုးနဲ့စကားပြောခြင်းကိုရှောင်ကြဉ်လိုက်မယ်ဆိုရင်တတိထားလိုက်မယ်ဆိုရင်အရာမှာအလုံးအဆင်ပြေအောင်မြင်လာမှာပဲဖြစ်ပါတယ်။2025မှာခொနေရဲ့သားသမီးမရဏဘွားတွေလူဝင်ဆန္ဒတွေတလုံးတဝရယ်ပြေဆုံးနိုင်ကြပါစေ။ အားလုံးပဲမင်္ဂလာပါဓမ္မဆိုင်မင်းတွေကတွေ့ဆံမှာထောင်းအောင်ဝေခေါ်တန်ရိုင်းမှဖြစ်ပါတယ်ခုနှစ်ရက်သားသမီးပူတီဘွားတွေရဲ့အတန်နဲ့ပတ်သက်ပြီးတော့တတိထားရမယ့်အရာကိုပြောပြပေးမှဖြစ်ပါတယ်ခုနှစ်ရက်သားသမီးပူတီဘွားတွေစကားပြောတဲ့နေရာမှာပြောသင့်ပြောထိုင်သောစကားကိုကုံစင်အောင် ပြောရမှာပဲဖြစ်ပါတယ်စကားကိုခြံလက်ထားခြင်းမျိုးတွေကိုရှောင်ကြရမှာဖြစ်ပါတယ်ဒီလိုမှမဟုတ်ဘူးဆိုရင်တော့စကားကြောင့်ရံပြီးပွားတတ်ပါတယ်ပူတီဘွားတွေအချစ်ဦးကြီးစားဦးနဲ့ကွဲတတ်ပါတယ် အိမ်တော်ရင်းမှာတစ်ဆက်တည်းမမြဲတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်။မြေတို့ပင်ဆိုစီပူတီဘွားတွေအခြေအနေပတ်သက်ပြီးတော့ကံကောင်းတတ်ကြပါတယ်။ပူတီဘွားသားမီးတွေဟာကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေထင်ပေါ်ကြော်စောတတ်ကြပါတယ်။ဒီထဲမှာ တနင်္လာပုံတော်မူတောက်ကြသားမီးတွေဟာပုံမူပြီးတော့ထင်ရှားကြော်စောတတ်ပါတယ်။တမျိုးတရာမှာအကျိုးပေးအိမ်တော်ကြတတ်ပါတယ်။နေစဉ်ခါက အပျော်ပါးတွေများတတ်တယ်အလဲအပတ်တွေများတတ်ပါတယ်မိမိရဲ့မိုးရဲ့မြေမှာမနေရဘဲနဲ့တခြားသမျိုးတရွာမှာစီးဝါရှာအကျိုးပေးအောင်မြင်ဖြစ်ထောင်းတတ်ပါတယ်ဆရာသမားအကြီးအကဲတွေဖြစ်တတ်ပါတယ်ခொနယ်သားပုဒိသားသမီးတွေအတန်နဲ့ပတ်သက်ပြီးတော့စကားနဲ့ပတ်သက်ပြီးတော့ကုံစင်အောင်ပြောရမှာဖြစ်ပါတယ်ပြောတဲ့ပြောထိုင်သောစကားတွေကိုကုံစင်အောင်ပြောရမှာဖြစ်ပါတယ်ဒီလိုဆိုရင်မိမိရဲ့ အရာရာတိုင်းမှာအဆင်ပြေအောင်မြင်လာမှာပဲဖြစ်ပါတယ်။2025မှာပုတိဘောသားသမီးတွေလူဝင်ဆန္ဒတွေတလုံးတော့ရယ်ပြည်စုံနိုင်ကြပါစေ။အားလုံးဝမင်္ဂလာပါ။ဘောဆိုင်မင်းတွေကတော့ဆရာမထောင်းမော်ဝေပေါ်တန်ရိုင်းမှာဖြစ်ပါတယ်။ခொနေသားမီးတိုက်ပွားများအတန်နဲ့ပတ်သက်ပြီးတော့တတိထားမယ့်အရာကိုပြောပြပေးမှာဖြစ်ပါတယ်။ခொနေသားမီးတိုက်ပွားတွေစကားပြောတဲ့နေရာမှာလေးလေးပင်ပင်နဲ့စကားပြောခြင်းမျိုးကိုရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ဒီလိုပြောနေရဆိုတော့အမှားတွေ့တတ်ပါတယ်။ ခုနှစ်သားမိတိုင်ပါတွေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ကံကောင်းတဲ့သူတွေဖြစ်တယ်။ဒို့ပေမဲ့အိမ်တော်ကြီးမတည်ငြိမ်ကြတဲ့သူတွေဖြစ်တဲ့အိမ်တော်ဆက်များတတ်ပါတယ်။တိုက်ပွားသားသမီးတွေဆရာအခေါ်ခံကြတဲ့သူတွေဖြစ်တယ်။စိတ်တက်မှမထင်ရပေမဲ့တကယ်တမ်းမှနူးညံ့သိမ်မိုးတဲ့သူတွေဖြစ်ပါလေ။အလုပ်တစ်ခုမပြီးခင်မှာနောက်လုပ်တစ်ခုကိုလုပ်လို့ကြတဲ့သူတွေဖြစ်တယ်။အမိနှမျိုးလုပ်ငန်းနှမျိုးနဲ့ လှုပ်တက်ကြတဲ့သူတွေဖြစ်တယ်။ငယ်စဉ်ကကကျမ်းမာရေးကောင်းပြီးတော့ကံကောင်းကြတဲ့သူတွေဖြစ်တယ်။ဆရာအခေါ်ခံကြတဲ့သူတွေဖြစ်တယ်။ရှင်းနောက်ကိုမြှုပ်ထွေးနိုင်ကြတဲ့သူတွေဖြစ်တယ်။ဆင်းဆက်သေးကြတဲ့သူတွေဖြစ်တယ်။ညံ့ညာကြီးပြီးတော့စီးတိမ်ချမ်းသာနဲ့ပြည့်စုံစေမဲ့သူတွေဖြစ်ပါတယ်။ခொနဲ့သားမီးတိုက်ပွားတွေအတန်နဲ့ပတ်သက်ပြီးတော့လေးလေးပိတ်ပင်ပြောခြင်းမျိုးကိုရှောင်ကြဉ်လိုက်မယ်ဆိုရင် လူဝင်ဆန္ဒတွေတလုံးလုံးရတယ်ပြည်စုံနိုင်ပြီးတော့မိမိတို့ရဲ့ကိစ္စအဝဝတွေအစီအစဉ်အောင်မြင်လာမှာပဲဖြစ်ပါတယ်။2025မှာခလင်သားမျိုးတိုက်ပွားများလူဝင်ဆန္ဒတွေတလုံးတဝရတယ်ပြည်စုံနိုင်ကြပါစေ။အလုံးမင်္ဂလာပါဒီမဆိုင်မိတ္တကဒီမဆရာမထောင်းမဝေဘောတန်ရိုင်းမှဖြစ်ပါတယ်ခွန်ရဲသောပြရာဇပွားများအတွက်အတန်နဲ့ပတ်သက်ပြီးတော့တတိထားမဲ့အရာကိုပြောပြပေးမှဖြစ်ပါတယ် ုနှစ်သားမိသားစုပေါင်းများစကားပြောတဲ့နေရာမှာအတန်ကြဲကြဲနဲ့စကားပြောခြင်းမျိုးကိုရှောင်ကြဲရမှာဖြစ်ပါတယ်။ဒီလိုပြောနေရဆိုရင်တော့ကျမ်းမာရေးညံ့တတ်ပါတယ်။အမားတွေ့တတ်ပါတယ်။ခုနှစ်သားမိသားစုပေါင်းများအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ကံမကောင်းတဲ့သူတွေဖြစ်ပါတယ်။အချင်းချင်းမှာတော့ကံကောင်းတဲ့သူတွေဖြစ်ပါတယ်။အကြီးကဲဖြစ်ခြင်းပုံလိုကြည့်ခြင်းကြော်စောထင်ရှားခြင်းဉာဏ်ပညာကောင်းတဲ့သူတွေဖြစ်တယ်။တတိပြတ်တိရှိတဲ့သူတွေဖြစ်ပါတယ်။ မမနာကြည်ပြီးတော့ထင်တိုင်းပြောဆိုတတ်တဲ့သူတွေဖြစ်ပါတယ်။ဥစ္စာပေါ်ပြီးတော့တနာကြွယ်တဲ့သူတွေဖြစ်ပါတယ်။များသောအားဖြင့်ရာဇာဝါဒသမီးတွေလူကောင်သေးတဲ့သူတွေဖြစ်ပါတယ်။ဝါရရာဇာဝါဒသမီးကြီးဆိုရင်တော့ဘာသာရေးကိုအထူးကန်းဆိုင်တဲ့သူတွေဖြစ်ပါတယ်။စိတ်ထားလူမြတ်တိမ်မွေးပြီးတော့လူမျိုးကြားရဲ့ကိုကြီးမားစာခြင်းတွေခံရတဲ့သူတွေဖြစ်ပါတယ်။ခொနယ်သားမီရာဇာဝါများအတန်နဲ့ပတ်သက်ပြီးတော့စကားကြကြပြောခြင်းမျိုးကိုရှောင်ကြဉ်လိုက်မယ်ဆိုရင်တော့ အကြီးကဲကိုညီမစာချက်ဖုံးလို့ကြည်ချင်းဥစ္စာဒနာပေါ်ကျွယ်ဝခြင်းနဲ့ရရှိစေမှာဖြစ်ပါတယ်။၂025မှာခုနှစ်သားသမီးများအားလုံးလူဝင်ဆန္ဒတွေတလုံးတဝါနဲ့ပြည့်စုံနိုင်ကြပါစေ။အားလုံးပဲမိပါပါ။အဘဆရာမြင့်လက်ကတော့ဆရာမထောင်းမဝေဘောတန်ရိုင်းမှဖြစ်ပါတယ်။ခုနှစ်သားသမီးအတ္တိပတိဘွားများရဲ့ အတန်နဲ့ပတ်သက်ပြီးတော့တတိထားမယ့်အရာကိုပြောပြပေးမှာဖြစ်ပါတယ်။ခொနေသားသမီး activity ဘွားများစကားပြောတဲ့နေရာမှာပြက်တောင်းမှကြောတဲ့အတန်နဲ့စကားပြောခြင်းကိုရှောင်ကြရမှာဖြစ်ပါတယ်။ဒီလိုပြောနေတယ်ဆိုတော့စီးပွားရေးမှာပျက်စီးဆုံးဆုံးခြင်းနဲ့ရင်ဆိုင်ရတတ်ပါတယ်။အိမ်တော်ရဲ့အချစ်ရေးတွေမှာစိတ်တူကိုယ်တူနဲ့ရှိတဲ့သူနဲ့သာတွေ့ဆုံရတတ်ပါတယ်။ ဥစ္စာတနာပေါ်ကျွားတဲ့သူတွေဖြစ်ပါတယ်။ပညာတတ်တွေဖြစ်ပြီးတော့ပညာရက်နဲ့သာအသက်မိုးရဲ့သူတွေဖြစ်ပါတယ်။အလုပ်တစ်ခုကိုပြီးမြောက်အောင်လုပ်တတ်တဲ့သူတွေဖြစ်ပါတယ်။ဆရာသမားအကြီးအကဲနမည်ဂုဏ်သတင်းနဲ့ကြော်စောတဲ့သူတွေဖြစ်ပါတယ်။ဥစ္စာတနာပေါ်ကျွားစေတဲ့ကံတွေပါလာတဲ့သူတွေဖြစ်ပါတယ်။ပညာရေးမှာထူးချွန်ပြီးဆိုရင်တပါးသူတွေလိုက်မမြင်အောင်ထူးချွန်တဲ့သူတွေဖြစ်ပါတယ်။ မှန်တဲ့တဲ့နောက်မဆုတ်တတ်တဲ့သူတွေဖြစ်ပါတယ်။အလုတ်ကိုဇွဲလုံးလောက်ဝေးရနဲ့လောက်ကင်တတ်တဲ့သူတွေဖြစ်ပါတယ်။ခုနှစ်ရက်သားမင်းအတိတ်ရီဘွားများစကားပြောတဲ့နေရာမှာပြက်တောင်းမှာကြောတဲ့အတန်နဲ့စကားပြောခြင်းကိုရှောင်လိုက်မယ်ဆိုရင်မိမိတို့ရဲ့ကိစ္စအဝဝရီအစဉ်ပြေအောင်မြင်လာစေမှာပဲဖြစ်ပါတယ်။2025မှာခုနှစ်ရက်သားသမီးအတိတ်ရီဘွားများလူဝင်ဆန္ဒနဲ့တလုံးတော့ရတယ်။ပြေဆုံးနိုင်ကြပါစေ။ ားလုံးပဲမင်္ဂလာပါ။အမဆိုင်မိသိခါဒီပဲဆရာမထောင်းအောင်မဝေပေါ်တန်ရိုင်းမှဖြစ်ပါတယ်။ခုနှစ်သားမိအထုံးမားတွေအတန်နဲ့ပတ်သက်ပြီးတော့တတိထားမယ်ရှာကိုပြောပြပေးမှဖြစ်ပါတယ်။ ခုနှစ်တောင်းမိအထုံးမတွေစကားပြောတဲ့နေရာမှာတီးတိုးတန်တဲ့စကားပြောခြင်းမျိုးမပွင့်တပွင့်စကားပြောခြင်းမျိုးကိုရှောင်ကြဉ်ရမှာဖြစ်ပါတယ်ဒီလိုဆိုရင်တော့အများကြီးအထင်သေးခြင်းလူမုန်းများခြင်းကိုခံရတတ်ပါတယ်အထုံးမွားတွေငငယ်ရွယ်မှအခြေရေးကိုဦးစားပေးမိတတ်ကြပါတယ်အထုံးမွားတောင်းမိတွေကစိတ်ညစ်မခံတဲ့သူတွေဖြစ်ပါတယ်ပျော်ပျော်နေတည်ခဲဆိုတဲ့သဘောထားတတ်တဲ့သူတွေဖြစ်ပါတယ်ကြော်စောထင်ရှားတဲ့သူတွေဖြစ်တဲ့စိတ်ဓာတ်မာကြောတဲ့ ထက်မြက်တဲ့တတိရှိတဲ့မာနာရှိတဲ့လူချင်းလူပင် ပေါများတဲ့သူတွေဖြစ်ပါတယ်။အထုံးမသားသမီးတွေလူဝများနဲ့ပေါင်းရင်းဆက်ဆံထိတွေ့ရတဲ့လုပ်ငန်းတွေမှာအလွန်အကျိုးပေးတဲ့သူတွေဖြစ်ပါတယ်။အထုံးမညှပ်ဘက်မွေးတဲ့သူတွေဆိုရင်ပိုမိုပြီးတော့ကြော်ကြားထင်ရှားတဲ့သူတွေဖြစ်တတ်ပါတယ်။ခွနဲ့တောင်ပြီးအထုံးမွားတွေအတန်နဲ့ပတ်သက်ပြီးတော့တီးတိုးတန်တဲ့စကားပြောခြင်းမျိုးအပွင့်တွင်စကားပြောခြင်းမျိုးကိုအထူးရှောင်ကြရမှာဖြစ်ပါတယ် ဒီလိုရှောင်ကျဉ်လိုက်နိုင်မယ်ဆိုတော့မိမိတို့ရဲ့ကိစ္စအဝဝတွေအဆင်ပြေအောင်မြင်လာမှာပဲဖြစ်ပါတယ်။2025မှာခုနှစ်သားမီအထောအပံ့တွေလူဝင်ဆန္ဒတွေတလုံးတဝတွေပြည့်စုံနိုင်ကြပါစေ။